ကမိုင်းရဲ့အမြဲတမ်း queue site ခံရမယ်ဆိုလို့ရှင်တော့လေအသူ့ဖေကမ်ဒီရဲ့ reception မှာထားမှာပဲရမယ်အ reception ကကောင်းပါလေဆိုအမြဲတမ်း queue site ခံရတာအမရောတတောင်းတာတုတ်တာလောက်ခိုင်းလိုက်တိတ်တဲ့စင်ကသူ့မျက်စိအောက်ကနေအပြောက်ခံမှာမဟုတ်ဘူးဆရာမကြီးရဲ့ငါဆိုလေ ငါဖေနဲ့မင်းတို့ဘလို့လဲလဲလဲလို့မရဘူးငါအတွေ့ကြိုတိနေတယ်လို့ပဲငါကလေဖေနဲ့မင်းနဲ့ကိုချစ်ပင်မယ်မှန်တိုင်းပြောရလို့ရှင်ငါ့အကြောင်းပြပြီးသူတို့ချင်းချင်းပြိုင်နေကြတာမကြိုက်ဘူးသူတို့ကလေငါ့ကိုချစ်ပဲချစ်တတ်တာငါစိတ်ကိုတိမို့ကြအောင်မစိုးစားကြဘူးကွာညနေရလဲလေငါ့ကိုဆူလိုလိုနဲ့အဲကန်းထဲမှာသူတို့ဘာသာရင်ဖြစ်ပြီးပြီးသွားရောဟေး ။နေဖေနဲ့အမေကလည်းဘယ်တော့ကွာရှင်းကြမှာလဲ။ခုံဟုတ်တယ်။အေးနေ၁၆နှစ်ပြည့်မှတော့သိမလို့တော့နော်။အဲ့ခါကျမှငါဖေနဲ့နေမလား၊မင်းနဲ့နေမလားဆိုပြီးတော့ရွှေရမှာ။နေပို့ချစ်တဲ့သူနဲ့တူတူနေပေါ့ဟာ။ ဖြစ်တာလဲသမီးဖီဖိုးမမဖုန်းနေနဲ့ကောင်းမလေးတယောက်ကတွန်းချလိုက်တာဟမ်ဟဲ့အဲ့ဒါနဲ့ငိုပြီးပြန်လာစရာလားခမဒဲရရငိုစရာလားနောက်တစ်ခါအခုလိုအရှုံးနဲ့ပြန်မလာနဲ့နော်တခခုရအောင်ပြန်လုပ်ခဲ့မကြုံးမပဲ့ရင်ပြီးရောသမီးလေးဖေဖေသမီးလေးဟာတော်တော်နာသွားလားသမီးလေးရဲလာလာလာဖေဖေစိတ်ထက်ပြီးမှာဗောသမီးလေးလား โอ้มงูบาเนตะมีเลยขนาดนี้เนาะตะมีเลยเปี่ยวตัวมาเนาะมงูบาเนเหรอเนาะตะมีเลยมาโอ้ดายาติเตเลยบาตะมีเลยเนาะมงูเนเหรอโอ้มงูเนเนาะตะมีเลยเนเน่สับเมอ่าดายาติเตเลยบาตะมีเลยมงูเนเนาะခဏနေဆိုတက်တာသွားမှာတမီလေးရဲ့ဒိုင်ယန်လေးတက်တာသွားပြီဆိုလို့ရှိရင်လေဒိုင်ယန်လောက်တဲ့သူကိုတမီခေါင်းထဲရနေရော တမီးဘွားထဲမှာရှိစီရမလို့တော့နော်တမီးလေးနော်နေပါတယ်တမီးလေးအိမ်မာတယ်တမီးလေးอ่ะနော် မလေးဒေါအမရသစီမြင့်ထင်ရှင်ပေါ်လာသေးတယ်နော်တိချက်ဟိုတမီနောင်ရစာပြောလေးကြောင်းလုံးဝမပြတ်တော့လို့ဆုံးဖြတ်ထားတယ်မတက်လို့လည်းမရဘူးလေကျမရှင်းအဖေနဲ့အမေကိုပြင်ထားတာကိုတက်ကမှာပေါ့ကင်မရာ နင်ကိုတနေ့ကတက်တော့မှာ DJ ကြီးကတင်တာငါတွေ့ပြီးွားရင်နော်နင်တော်တော်မိုက်တယ်လားဟုတ်ပါနင်ကလေ DJ ကြီးရဲ့လုံနဲ့ပတ်စံအောင်ရှာလို့ရတယ်နော်နင်ကကိုဖြစ်ချင်တာကိုဖြစ်အောင်လုပ်လိုက်တယ်ငါလည်းမျိုးလိုဖြစ်ချင်လိုက်တာအဲ့ဒါငါဖေနေမင်းနဲ့လက်ရလွဲလို့ပါဟာအဲ့လောက်လည်းမဟုတ်ပါအော်ဟုတ်တယ်လေဖေနေမင်းနဲ့ကကွဲနေမှာတော့လက်ရလွဲမှာပေါ့ဟဲ့ဒီငယ်ချင်းချင်းကိုဘယ်လိုပြောလိုက်တာလဲဟုတ်တယ်လေငါပြောတာမဟုတ်လို့လား သူဆိုသူ့ဖေနဲ့မိနဲ့လက်ရလွဲမှာငါဆိုငါဖေနဲ့မိနဲ့အရန်ကြီးဆိုင်ပြီးမျက်စိထောက်ထောက်ကြည့်နေမှာတော့ဘလို့လို့လှဲ့လို့ရမှာလဲကို့ကိုချစ်တဲ့မိဘတွေကိုလှဲ့လို့မရဘူးကို့ကိုမချစ်တဲ့မိဘတွေကလှဲ့လို့ရတာပါလေမြင်မှာပြင်းစရာကောင်းတဲ့မိဘတွေပိုင်ဆိုင်ထားလို့ငါ့လာမင်းနေရပါဖြစ်ချင်တာဟမ်ငါပြောတာမဟုတ်လို့လား ားစားပြောနေရောဘာဖြစ်ချက်ပြောနေဘာလို့သမီးမိမလိုက်ထိုက်ခိုင်းနေရလဲနေဘာဖြစ်ချက်နေနေနေဘာဖြစ်လဲသမီးမိဘကိုခိတ်ခိုက်တာနေအောင်ဘာဖြစ်ချက်လဲနေအောင်ဘာဖြစ်ချက်လဲငါကလာပြောနေရနေအောင်ဘာဖြစ်ချက်လဲကောင်းပါဟဲ့အမေကသမီးချင်းနေအဲ့ဒါမှမဖြစ်ရလဲနေတော့ကြောက်ရတဲ့မှာကရန်ချင်းနေကြဟလားခဏလေးထွက်တယ်ဆိုခဏလေးရကိုနေလို့တခါလေးမရှက်ကြဘူးလားမြေအောင်စလုံးစနိုင်ကတော့ရောက်မယ်ထင်လားဟိုဘက်ကလူပေါ့ ဖြက်လန်းကလာရင်ပုံမြင်မယ်ဆိုပြီးလာလိုက်တာလေ။ဟွန်းသူ့ဖြက်လန်းနှစ်ဆက်လောက်ပို့ကြတယ်။ဟုတ်တယ်ဟုတ်တယ်။အဲ့လိုအစုခံခြင်းလို့တမင်စီစဉ်ထားတာလေ။ဘယ်သူမှတော့သိမှာလဲဆရာမကြီးရဲ့လမ်းနေတလောက်ပိတ်တာ။ဟုတ်ပါပြီဟုတ်ပါပြီ။အကုန်လုံးအချိန်မကုန်လို့လုံရင်းကိစ္စကိုပဲပြောပြမိပါနော်။အမရာကညံကောင်းတဲ့ကလေးပါ။ကျမလည်းတူတာလေ။အမရာလိုကလေးမျိုးကတစ်ချိန်လုံးမျိုးစိုက်ပြီးနေရမှာ။ ဆီယမ်မာကြီးရဲ့အမြဲတမ်း queue site ခံရမယ်ဆိုလို့ရှင်တော့လေအဲသူ့ဖေ company ရဲ့ reception မှာထားမှာပဲရမယ်အ reception ကကောင်းပါလေဆိုအမြဲတမ်း queue site ခံရတာအမရောတသောင်းနာတုတ်တာလောက်ခိုင်းလိုက်တိတ်တစင်ကသူ့မျက်စိအောက်ကနေအပြောက်ခံမှာမဟုတ်ဘူးဆီယမ်မာကြီးရဲ့ကြည့်ရတာတော့ဖေနဲ့မေကတမီးလေးကိုစိတ်ပူနေလို့နှိပ်ပြီးစိတ်မကြည်တဲ့ပုံပဲအပြင်မှာလည်းရာသီဥတုပုံကြီးတော့မသောက်ကြမလဲအခုလားအေးလား ဆရာမကြီးရဲ့အတူတူမလာစင်တဲ့သူနဲ့လာတော့လေရှင်ထဲမှာလည်းပူအပြင်မှာလည်းပူဆိုတော့ဘာမှမတော့ချင်တော့ပါဘူးရှင်ဆရာမကြီးကျွန်တော်တို့တော့ကော်ဖီတစ်ခွက်နဲ့အိတ်ဆေးအလုံး80လောက်ပဲပေးပါဟမ်ကဲတချက်လောက်ကျမပြောရလဲအရင်နားထောင်ပါဦးအခုကအမရာကိစ္စကိုတခါမှမပြောရသေးဘူးအမရာကသုံးစုဆိုတဲ့ကောင်မလေးနဲ့မိဘကိစ္စစကားများနေရံပြကြတာစပေးဆွဲပြီးတော့ကုတ်ဆွဲလိုက်လို့တစ်ခါမှလည်းဒဏ်ရာရသွားတယ်ကျမသမီးမရှုံးဘူးမလားဟမ် ောက်ဘာပြောသေးလဲမင်းအဖေနဲ့စကားရည်များနေရနေလေဟိုကြောင်းအဖေနဲ့တိချောင်းစကားမပြောဖြစ်ခဲ့ဘူးပြောတော့ပြောတယ်ဘာပြောလဲမမီလည်းမမှတ်မိတော့ဘူးဒါမှမသိနိုင်ခဲ့တယ်မလားမမီချင်းနဲ့တည်း ောက်ဘာလို့လာဖက်နေရလဲဟဲ့တူကြီးမိမဘာဖြစ်သွားသေးလဲငါဘာမှမဖြစ်ဘူးငါတည်ပြီလားဩမတည်သေးလို့နေစကားပြောတာပေါ့အာဆေးတော့မှဖြစ်မှာထင်တယ်ဦးလေးရောလည်းအလောက်ကိုတခြားလောက်လေဒီမှာဒူးနေထိကုန်ပြီလာ သွားဘူးလားဒီနေ့ဆင်ဆိုင်လိုက်ရှိရဲ့ဆိုဒီနေ့ကအိမ်မှာပဲလွတ်မလို့သမီးရဲ့ဟမ်အမလီထူထူဆန်းဆန်းမထူးဆန်းမအောင်တော်လေးရဲ့ကိုကစံမရအမြင်ဆန်းအောင်လို့ဒီခါတော့အိမ်မှာပဲလွတ်မလားလို့ဆုံးမြေတီရောမနက်စာမစားဘူးလားမလို့ဝေးလျှော့ရယ်ဆိုလားဘာဆိုလားမသိပါဘူးအေး မင်းစီရောဟင်ညီဘက်အပြင်ခိုင်းတယ်မဟုတ်ဘူးလားဟုတ်ကောင်ရောဘယ်ကောင်လဲဟုတ်ကောင်လေဟိုအမရဖေကပြောတာ